ားအားလုံးမင်္ဂလာပါကျွန်တော်ဟန်တာဝီ channel နဲ့ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ ခုလက်ရှိထိုင်းနိုင်ငံရဲ့ချက်ဂရီမင်းဆက်ဒါမှမဟုတ်ရာမမင်းဆက်ကြောင့်ကိုပြောပြတော့မှာဖြစ်ပါတယ်ထိုင်းနိုင်ငံထိုင်းပြည်နေအကြောင်းပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံအကြောင်းမြန်မာပြည်နေအကြောင်းချန်ထားလို့ရမယ်လို့မထင်ပါဘူးဘာလို့ဆိုတော့တမိုင်းအကြောင်းအရာနေမည်အရာနိုင်ငံရေးအရာပေါ့နော်ဆက်စပ်မှုတွေအများရှိနေတာပါအဲ့လိုမြန်မာနိုင်ငံအကြောင်းပြောပြီးဆိုလို့ရှိရင်လည်းဒါအငင်းပွားစရာတွေအမြင်မတူတာတွေပေါ့နော်အဲ့လိုမျိုးတွေရှိနေနိုင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ကြိုးနေစကားခံထားတာပါ ချက်ကရီမင်းဆက်မတိုင်ခင်ဘန်ကောက်ဘရင်နိုင်ငံတော်မတိုင်ခင်မှာပေါ့နော်အရင်တုန်းကအယုဒ္ဓယာနိုင်ငံတော်ဆိုတာရှိပါတယ်ဒီနိုင်ငံကို1350ခုနှစ်73ရာစုမှာတည်ထောင်ခဲ့တာပါဆိုတော့ကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်ပကန်အင်ပါယာပြက်ပြီးစားပေါ့နော်ဒီပထမအင်းဝခေတ်လောက်ရှိမှာပါဟန်တာဝရီအင်းဝ240စုပွဲပေါ့နော်အဲ့ဒီမတိုင်ခင်အချိန်လောက်မှာအယုဒ္ဓယာနိုင်ငံတော်ကိုထူထောင်ခဲ့တာပါအဲ့ဒီအယုဒ္ဓယာနိုင်ငံတော်ကဒီ73ရာစုကနေပြီးတော့ 1969ခုနှစ်နှစ်400လောက်ကြာမှာမြန်မာဘုရင်စင်ပြူရှင်မင်းလက်ထက်မှာပေါ့နော်တိုက်ခိုက်သိမ်းပိုက်ပြီးတော့ဖျက်ဆီးလိုက်တဲ့အတွက်ကြောင့်မလို့ရိုရီးယားနိုင်ငံတော်ကအဆုံးသတ်သွားခဲ့ပါတယ်အဲ့လိုအချိန်မှာမြန်မာကိုအရှုံးမပေးဘဲနဲ့ပေါ့နော်ထွက်ပြေးလွမြောက်သွားတဲ့ထက်ဆင်ဆိုတဲ့ဘရင်ကတပါးရှိပါတယ်သူ့အကြောင်းနဲ့ပြောမှဆိုသူ့ဖေကတရုတ်သူ့အမေကကြတော့ဒီရိုရီးယားလူမျိုးပါထိုင်းလူမျိုးပေါ့နော်ပြီးရင်သူကမင်းမျိုးမင်းတွေလည်းမဟုတ်ပါဘူးတာမန်ရက်တာတွေရပါတော့ဒါပေမဲ့သူ့ကိုကြတော့ဒီမင်းမျိုးမင်းတွေမိသားစုကနေပြီးတော့ မွေးစားတာပါတယ် အလုပ်နဲ့သူကြီးလာတဲ့အချိန်မှာသူကလည်းတော်တဲ့ခါကြတော့ဗောနတဖြည်းဖြည်းနဲ့ယာတုတွေတက်တက်တက်လာပြီးတော့ test ပြီးနေရဲ့ဘယင်ငံဖြစ်လာပါတယ်မြန်မာတက်တီကဒီယူရီးယားဗောနတိုက်ခိုက်သိမ့်ပိုက်ပြီးတဲ့အချိန်မှာတိစမခံမင်းနဲ့တခြားသူတွေနဲ့အတူတူဗောနဒီတိစမခံတဲ့လူတွေနဲ့အတူတူထွက်ပြေးသိမ်းဆောင်သွားပါတယ်မြန်မာဘယင်တွေကလည်းပဲဒီနေမီဗောနလိုက်ပြီးတော့ရှင်းလင်းရေးတွေမလုံးနိုင်ပါဘူးအောက်ချိုးကြီးလည်းမထူထောင်လိုက်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာတရုတ်ကျူကျူမှုကိုခံနေရတဲ့ချိန်မျိုးလိုပါ။အယုဒ္ဓယာကိုအောင်းနိုင်ပြီးတာနဲ့မျိုးစောက်တက်အနေငယ်တာထားပြီးတော့တရုတ်ကျူ ကျော်စေကိုပြန်ခုခံရတာပါချင်းမင်းဆက်အင်အားကြီးနေတဲ့အချိန်မှာကျူးကျော်တာပါအရင်ကျူးကျော်မှုတွေလို့ဒီပြည်ပြေးဘင်းတွေပေါ့နော်ဒါတိုက်ခိုက်ခံရတာမဟုတ်ပါဘူးဒီကြောင့်လည်းပတ်သက်ပြီးတော့ခဏလေးစဉ်းစားကြည့်အောင်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အယုဒ္ဓယာနိုင်ငံကိုဖျက်ဆီးပစ်လိုက်တဲ့နဲ့ပတ်သက်ပြီးတော့မြန်မာပြည်တွေကိုတချို့ကပေါ့နော်ဗျိုင်းဆိုင်တွေဓမြတွေလူလူဒီမျိုးဖျက်ဆီးရဲ့မျိုးဟာရှိမှုတွေတည်ပြီးတော့ပြန်သွားတယ်ဆိုပြီးတော့တမိုင်းကိုပေါ့နော်အခုခေတ်ပေးတံနဲ့အာတိုင်းပြီးတော့ပြောနေရတာတွေ့ပါတယ်အဲ့ဒီခေတ်အဲ့ဒီခါကပေါ့နော်ကျွန်တော်တို့အဲ့ဒီဘင်းနေနေရာမှာဆိုရင်လည်းပဲကျွန်တော်တို့လည်းပဲ တို့လိုမျိုးလောက်ခဲ့ချင်းလောက်ခဲ့ကြမှာပါဘာဖြစ်လို့လဲဆိုတော့အယုဒ္ဓယာဆိုတာမြို့တည်နေရကအိမ်မထမ်းမကောင်းတာပါဒါကြောင့်လည်းပဲတို့ကအယုဒ္ဓယာဒီယူရီးယားတွေပေါ့နော်ထိုင်းနေတာနေပြီးတော့ဘယ်တော့မှမကြရှုံဘူးလို့တော့ကျူးကျော်ထားတဲ့မြို့ပါအယုဒ္ဓယာဆိုတဲ့မြို့ပါလေဆိုတော့ကျူးကျော်ဖို့လည်းအိမ်မထမ်းမခက်ခဲတာပါမြမဘရင်ဆင်မရှင်ဘက်ကကြည့်မယ်ဆိုရင်ဒီမျိုးအတွက်နဲ့သူ့စစ်သားတွေအများကြီးဆုံဆုံလာရတယ်သူ့အဖေအလောင်းဖျားကိုတိုင်ပေါ့နော်အယုဒ္ဓယာစစ်ကြီးတိုက်ခိုက်ရင်လည်းကွယ်လွန်ခဲ့ရတာပါအဲ့လိုမျိုးအယုဒ္ဓယာကိုကိုကကျူးကျော်တိုက်ခိုက်နေတဲ့အချိန်မှာ တရုတ်ကကိုလာပြီးတော့ကျူးကျော်နေတာပါအဲ့တော့အဲ့ဒီခေအဲ့ဒီခါဘရင်တွေကဒီမျိုးကိုခေါင်းမထောင်နိုင်အောင်ချိန်မုံထားမှတရုတ်ကျူးကျော်စစ်ကိုစိတ်ချလက်ချပါတော့ခုခံနိုင်မှာပဲလို့တွေးဆချမှာပါပဲနောက်တစ်ခါပါတော့ခေါင်းထောင်လာလို့ရှိရင်မျိုးကိုတိုက်ခတ်ရလွှဲအောင်ဖြတ်စီခဲ့တာလည်းဖြစ်နိုင်တယ်လို့မျိုးကိုဝိုင်းလာတဲ့အချိန်မှာပါတော့အမြောက်တွေနဲ့ပြစ်ခတ်တဲ့အတွက်ကြောင့်မလို့ဖြတ်စီသွားတာလည်းဖြစ်နိုင်ပါတယ်ဘာဖြစ်လို့ဒီတိုက်ခတ်မှုကအရန်ခက်ခဲပါလားမျိုးရိုးတွေပါဖြူပြီးတော့ဦးမင်းလိုင်ကောင်းတွေပါဖောက်ပြီးတော့ပါတော့တိုက်ရတဲ့အတွက်ကြောင့်မလို့မျိုးပြစ်စီသွားတာလည်း ဖြစ်နိုင်တာဗောနော်ပြောချင်တာတချို့တွေဆွဆွဲတဲ့လိုမျိုးမြန်မာဘင်းရင်တွေကဒီအရင်ဆိုင်တက်တာဗောနော်ဓမြတက်တာမျိုးလာတိုက်တိုက်ပြီးတော့ဖျက်ဆီးပြီးတော့ပြန်သွားတယ်ဆိုတာမျိုးမဟုတ်ပါဘူးတကယ်ကသူတို့မျိုးကိုတင်းပြီးလိုက်တဲ့အချိန်မှာပဲတရုတ်ကျူးကျော်တာကိုခံနေရတဲ့အတွက်ကြောင့်မလို့မျိုးစောက်တက်လီတာထားသွားတာဗောထားပြီးတော့တရုတ်ကျူးကျော်စီကိုပြန်ပြီးတော့ခုခံရတာဗောတရုတ်လူမျိုးနိုင်ငံကြီးကကျူးကျော်တာဗောစဉ်းစားကြည့်ဗောနော်အဲဒါကြောင့်မလို့လည်းပဲရိုးရီးယားမျိုးကိုဗောနော် မျိုးစောက်တက်လီတာထားရတာဗောဆိုအဲ့ဒီနောက်ဆက်တွဲနေနဲ့ဒီမျိုးစောက်တက်လီတာရှိတဲ့မြန်မာတက်တွေဗောနော် ပြေးသွားတဲ့ဘရင်ထက်စင်ကနေပြီးတော့ပြန်ပြီးတော့တိုက်ခိုက်တယ်တိမ့်ပိုက်တယ်တစ်နှစ်လောက်ပဲကြာတာပေါ့နော်မြန်မာလက်အောက်ကနေပြီးတော့ယူရီးယားပြန်ယုံထွက်လိုက်နိုင်ပါတယ်အခုလူပြောနေများဘရင်ကိုကာကွယ်ပေးရှင်းနေတာမဟုတ်ပါဘူးတချို့တွေကပေါ့နော်မြန်မာဘရင်နဲ့ပတ်သက်ပြီးတော့အခုခေတ်ဒီမိုကရေစီပေးတာနဲ့လှိုင်းပြီးတော့မြန်မာဘရင်တွေကိုအရင်ဆိုင်သက်သာအဲ့လိုပြောနေတာတွေကိုကျွန်တော်မကြိုက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့မြန်မာဘက်ကကြီးထားတဲ့တမိုင်းကိုဖတ်ပြီးတော့လေအရန်ကြီးဂုံယူနေတာမျိုးလဲမဖြစ်သင့်သလိုဒီ time back ကဇနန်အောင်ကြီးထားတဲ့ဟာရုပ်ရှင်စာအုပ်တွေဇလန်တွေကြီးပြီးတော့တမိုင်းတွေက မြန်မာပြည်နေဘူးပေါ့နော်အခုခေတ်ဒီမိုကရေစီပြည်ထောင်နဲ့တိုင်းတာလည်းပဲမမျှတဘူးလို့ကျွန်တော်ထင်ပါတယ်ဘာလို့လဲဆိုတော့ထိုင်းဇလန်တွေမှာမြန်မာပြည်နေမြန်မာလူမျိုးတွေပေါ့နော်အရင်ဆုံးတသက်အလိုပုံဖော်တာလေးရှိတာပေါ့နော်ဒါကစမ်းတော့မဟုတ်ပါဘူးဒါမြန်မာစက္ကာတွေမှာဆိုလဲဒီတိုင်းပေါ့နော်ဂျပန်တို့အင်္ဂလိပ်တို့နပိုးကြီးတွေလိုပုံဖော်ထားတာပါတကယ်တကယ်ဂျပန်ကပေါ်တယ်မဟုတ်ပါဘူးပြင်ပါပေါ့နော်ရက်စရာရက်စရာတပိုင်းပေါ့နော်အင်မတန်မှတော်တဲ့လူတွေပါ တော့ကျွန်တော်ပြောချင်တာကဒါအမျိုးသားရေးစိတ်တဲ့ကိုမြင့်တင်တဲ့အနေနဲ့ခိုင်းဘက်ရိုက်တာတဲ့စကားတွေကြည့်ပြီးတော့မြန်မာပြည်ရဲ့အထင်သေးမြင်သေးတာလည်းမဖြစ်သင့်တယ်လို့မြန်မာဘက်ကစောက်တွေဖတ်ပြီးတော့ပေါ့နော်မြန်မာဘက်အကြောင်းနဲ့ကြည့်ပြီးတော့အရန်ကြီးညောင်ကြမြောက်ကြဖြစ်နေတာလည်းမဖြစ်သင့်ဆိုတော့ပြောပြတာပေါ့နော်ကျွန်တော်မျှတွေးအဲ့ဒီခေအဲ့ဒီခါအဲ့ဒီအချင်းကြီးကိုပါမျှတွေးမှပြေဆုံးပါပါထိုင်ဖြစ်စီပြန်သွားတာအဲ့တခွက်လေးကြည့်မယ်ဆိုရင်တော့မပြေဆုံးဘူးဆိုတော့ပြောချင်တာပါဒါဒီတမိုင်းအကြောင်းဆိုတာကိုဖတ်ထားတဲ့အကြောင်းအရာကိုမှန်တယ်ထင်တဲ့စာအုပ်တွေကို ကြည့်ပြီးတော့ပဲတုံးသက်ကြတာပါဘသူကအတိအကျမှန်တယ်ဆိုတော့ပြောလို့မရပါဘူးဘာဖြစ်လို့လဲအလုံးမျိုးဘရင်တွေစစ်တိုင်ရင်ချိန်မှာကျွန်တော်လည်းထိုင်ကြည့်ခဲ့တာမဟုတ်သလိုစာအုပ်ရေးတဲ့လူတွေကလည်းပဲသူတို့ဒီတာတွေကိုသွားထိုင်ကြည့်ပြီးတော့မှတ်တမ်းတင်ခဲ့တာမဟုတ်ပါဘူးအဲ့ဒီခေတ်အဲ့ဒီခါအထောက်အထားတွေကြည့်ပြီးတော့စာအုပ်ပြန်ရေးတာအဲ့ဒါကိုကျွန်တော်ဖတ်ပြီးတော့မှန်မှန်ထင်တဲ့ဟာလေးတွေက ညဝေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဖတ်ထားတဲ့စာအုပ်ပေါ်အခြေခံပြီးတော့ကိုတွေးခွင့်ရှိပါတယ်ဘယ်သူကမှန်တယ်မှားတယ်ဆိုတာအတိအကျပြောလို့မရဘူးပေါ့နော်ဆိုတော့ထားပါတော့ပေါ့နော်ဒါကမြန်မာဘရင်ရှင်းတန်းကြီးလုံနေရိုးကိုအယုဒ္ဓယာနိုင်ငံတော်ပျက်စီးခံကိုမရောက်သေးဘူးဖြစ်နေပါတော့အဲ့လိုနဲ့1969ခုနှစ်မှာအယုဒ္ဓယာနိုင်ငံပျက်စီးသွားပြီးနောက်ပိုင်းမှာဘရင်ထက်စင်ကနေပြီးတော့နိုင်ငံကိုပြန်ပြီးတော့ထူထောင်လိုက်တာပါတစ်နှစ်လောက်ပဲကြာတာပေါ့နော်မြန်မာပြည်လက်အောက်ရောက်ခဲ့တာအဲ့လိုနဲ့ ဒီဒီဘီရင်ထက်စင်ကနေပြီးတော့တုံမှုတွေမှာမျိုးတည်တယ်ဒါတော့ထိုင်းနိုင်ငံမှာဆိုတာတုံမှုတွေခေလို့ခေါ်တာပေါ့နော်မြန်မာတဲ့ရင်ကတင်ထားတဲ့မျိုးတွေနေတဲ့အားလုံးကိုလည်းပဲပြန်သိမ်းပိုက်လိုက်တာပါပြီးလို့ရှိရင်အခုလက်ရှိချင်းမိုင်ပေါ့နော်အဲ့ဒီချိန်တော့မြန်မာတွေခေါ်ဇင်းမဲ့ပါလန်နာနိုင်ငံကိုလည်းပဲဒီမြန်မာလက်အောက်ခံနိုင်ငံအဖြစ်ကနေပြီးတော့လုံးမြောင်းကူညီပေးခဲ့ပါတယ်နောက်ပိုင်းမှာမှထိုင်းသိမ်းပိုက်လိုက်တာပေါ့နော်ပြီးလို့ရှိရင်အခုလက်ရှိလာကိုဘီရင်ချင်းမျိုးကိုလည်းပဲတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့အဲ့ဒီမျိုးမှရှိတဲ့ မြဖရာစင်းလူတော်ကိုပေါ့နော်ယူရီယာမလာတာပါအခုလက်ရှိ time မှာရှိတဲ့မြဖရာပေါ့နော်အဖေကတော့ကျွန်တော်မရောက်ဘူးပေါ့ကျွန်တော်သွားတဲ့ချိန်မှာပိတ်ထားတာပေါ့နော်ကျွန်တော်မဖူခဲ့ရလိုက်ဘူးပေါ့နော်ကံကြောက်ပဲပြောလို့ရမှာပါအဲ့တော့အဲ့ဒီဖရာစင်းလူတော်ကိုမလာတာကဘာတူလဲဆိုတော့အဲ့ဒီထက်စင်ရဲ့စစ်သူကြီးပေါ့နော်အဲ့ဒီချိန်တော့တော့နောက်ပိုင်းရမှာတစ်ဖြစ်လာမဲ့ဘရင်ပေါ့နော်သူကမလာတာပါသူ့မှာညီတယောက်လည်းရှိတော့ပါသူတို့ညီကိုနှစ်ယောက်ကအင်မတန်မှစစ်တိုက်ကောင်းတာပါသူတို့ကြောင့်လည်းပဲထိုင်းနိုင်ငံဟိုတာ အပိုင်းပိုင်းကွဲပြားနေတဲ့ဌာနေငယ်ပေါ့နော်အစိစိကွဲပြားနေတဲ့ဌာနေငယ်ကိုပြန်စုရုံလိုက်နိုင်ပါတယ်ဒါပေမဲ့ဘရင်ထက်စင်ကလည်းတိတ်မကြလိုက်ဘူး14နှစ်လောက်ပဲကြာတာပေါ့နော်စိတ်ဖောက်ပြန်လို့ဆိုပြီးတော့နန်းချကုမြလိုက်ပါတယ်သူ့မှာနန်းဝင်ဆက်ခံမဲ့ဒီဒါသမီးလည်းမရှိတဲ့အတွက်ကြောင့်မို့လို့စစ်သူကြီးချက်ကလေးကနေပြီးတော့ဘရင်ဖြစ်လာပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဌာနေငယ်တမိုင်းမှာအမျိုးမျိုးကွဲပြားနေပါတယ်ဘာဖြစ်လို့ဆိုတော့ဒီဘရင်ထက်စင်ကပေါ့နော်ကျွန်တော်အရင်ပြောခဲ့တဲ့လိုမျိုးပဲသူ့အဖေကတရုတ်သူ့အမေကယူရီးယားပေါ့နော်အဲ့တော့ကပြားဖြစ်နေတယ် ထိုင်းသူအစ်စင်မဟုတ်ဘူးเนาะအဲကြောင့်မလို့ထိုင်းပြည်သူတွေကလည်းမကြိုက်ဘူးလို့ပြောပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဇလတ်မျိုးမျိုးရှိပါတယ်ဒါတော့ကျွန်တော်မပြောတော့ဘူးကျွန်တော်ပြောမှအဓိကကတော့ချက်ကရီမင်းဆက်အကြောင်းပြောမှဖြစ်တဲ့အတွက်ကြောင့်မလို့ရင်းတမိုင်းအကြောင်းတော့အကြံမြင်လေးပဲပြောပြအောင်ပါเนาะအဲ့ဒီမှာဘရင်ထက်စင်မရှိတဲ့အချိန်မှာဘသူဖြစ်လာလဲဆိုတော့စစ်သူကြီးချက်ကရီကနေပြီးတော့ဘရင်ဖြစ်လာပါတယ်ချက်ကရီဆိုတာကနာမည်မဟုတ်ပါဘူးသူ့နာမည်ရင်ကတော့ထောင်တွင်းလို့ခေါ်ပါတယ် ဒီနောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ထိုင်းပြည်ရဲ့နောက်ပိုင်းနဲ့ပတ်သက်နောက်ပိုင်းမှာကျွန်တော်နောက်ပိုင်းတိတ်မတုံးတော့ဘူးကောနော်ဒီရာမတိနှစ်တုံးလို့ပဲတုံးသွားမှာပါဘုရင်နောက်ပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်ချက်ကနေနေရှိတာပေါ့နော်ခေါ်ရတာဆိုတော့ဒီချက်ကလေးဆိုတာကနောက်ဝင်မဟုတ်ဘူးကျွန်တော်တို့မှဆိုရင်တော့စီတူကြီးရဲ့ဘွဲနောက်ပိုင်းပေါ့နော်ဘန်ဒူလာဆိုတဲ့ပုံစံမျိုးနဲ့တူပါတူမယ်ထင်ပါတယ်ချက်ကလေးမင်းဆက်ဆိုတာမြန်မာလိုဆိုရင်တော့ဘန်ဒူလာမင်းဆက်လို့ပြောလို့ရမှာပေါ့နော်အဲ့လိုမျိုးပါဆိုတော့1982ခုနှစ်မှာစီတူကြီးချက်ကလေးကနေပြီးတော့ဘင်းဖြစ်လာတဲ့အချိန်မှာမြို့ဘန်ကောက်ကိုပြောင်းလိုက်ပါတယ် အဲ့ဒါကြောင့်မလို့လည်းပဲအဲ့ဒီချိန်ကပေါ့နော်ဒါဘန်ကောက်ဘင်းနိုင်ငံဆိုပြီးတော့ခေါ်ဆိုကြပါတယ်အရင်တော့ဘင်းတွေကကြတော့ဒီနိုင်ငံရဲ့နောက်မယ်တွေပေါ့နော်အာအယုဒ္ဓယာဆိုရင်အယုဒ္ဓယာမှာရှိတဲ့အတွက်ကြောင့်မလို့အယုဒ္ဓယာဘင်းနိုင်ငံတော်ဆိုပြီးခေါ်တယ်တွန်ပူရီရောက်လာရင်လည်းပဲတွန်ပူရီဘင်းနိုင်ငံဆိုပြီးခေါ်တယ်ဘန်ကောက်ရောက်လာတဲ့အချိန်မှာလည်းပဲဘန်ကောက်ဘင်းနိုင်ငံဆိုပြီးခေါ်ပါတယ်မြန်မာမှာဆိုလို့ရှိရင်တော့နာမည်ကိုမြန်မာလို့သုံးတာလည်းရှိတယ်လို့ပကံနိုင်ငံတော်ဆိုပြီးတော့ပကံဘင်းနိုင်ငံတော်ဆိုပြီးသုံးတာလည်းရှိတယ်တောင်ခင်မှာလည်းအဲ့တိုင်းပဲပေါ့နော် တောင်ကိုဘေးနိုင်ငံတော်ဆိုပြီးတော့သုံးနိုင်လည်းရှိတယ်။ကုံမမင်းစတီအစ်တိုင်းပဲပေါ့နော်။မြန်မာဆိုပြီးတော့သုံးတာအတိတ်ကြီးတတိချာမတော့ဘူးပေါ့နော်။ထိုင်းမှာလည်းအစ်တိုင်းပါပဲ။ဒီမျိုးတွေကိုဆွဲပြည့်ပြီးတော့ရုဒ္ဓရာဘေးနိုင်ငံတော်လို့ဘန်ကောက်ဘေးနိုင်ငံတော်လို့သုံးပါတယ်။ဒီ science ဆိုတဲ့နောက်မယ်အတိတ်ကြသုံးတာကတော့မောင်ကုတ်ဘရင်လက်ထက်လောက်မှသာလင် science ဆိုတဲ့နောက်မယ်ကိုအတိတ်ကြသုံးတာပါ။ပထမအောင်ဆုံးဘရင်ပေါ့နော်။ဒီချက်ကူရီယာမတစ်ပေါ့နော်။အဲ့ဒီဘရင်လက်ထက်မှာမြန်မာကျူးကျော်တာ၅ချိန်လောက်ရှိတယ်လို့ဆိုပါတယ်။ထိုင်းမှာတော့ဒါမြန်မာတွေရဲ့ ူးကျော်စစ်ပေါ့နော်၅ချိန်လောက်တွန်းလှန်နိုင်ခဲ့တယ်ဆိုပြီးတော့ဖော်ပြထားတာရှိပေမဲ့မြန်မာဘက်ကကျတော့အဲဒီချိန်နှစ်ချိန်လောက်ပဲသွားတိုက်ပြီးတော့ကျန်တဲ့ဟာတွေကဒီတနင်္သာရီရေတို့ဈေးမဲ့ရေပေါ့နော်အဲ့ဒီကလန်နာနိုင်ငံပေါ့အဲ့ဒီရေတွေကြောင့်နေဆက်ပြဿနာလောက်တာရှိတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်အဲ့လိုနဲ့ချက်ကြီမင်းဆက်ကိုထူထောင်ခဲ့တဲ့ယာမတစ်ကလည်း29နှစ်လောက်အုပ်ချုပ်ပြီးတော့နေရဆန်သွားတာပေါ့နော်။နောက်ထပ်ယာမနှစ်ကကြတော့15နှစ်လောက်အုပ်ချုပ်ပါတယ်။အဲ့လိုနဲ့ယာမ3လက်ထပ်ပေါ့နော်။ဘယင်နန်းကလောင်လက်ထပ်မှာတော့နည်းနည်းပြောစရာရှိလာပါတယ်။ ။ဘာဖြစ်လို့ဆိုတော့သူငန်းတက်တဲ့အချိန်က1824ခုနှစ်ဖြစ်လို့ပါ1824ဆိုတာကမြန်မာနဲ့အင်္ဂလိပ်ပထမဆင့်စဖြစ်တဲ့နှစ်ပါဒီမြန်မာအင်္ဂလိပ်ပေါ့နော်ပထမဆင့်ပွဲပြီးသွားတဲ့1826ခုနှစ်မှာပေါ့နော်မြန်မာပြည်အောက်ပိုင်းတနင်္သာရီပြည်ရခိုင်ကပေါ့နော်အင်္ဂလိပ်ပိုင်ဖြစ်သွားပါပြီအဲ့တော့ရခိုင်ကကျတော့ဘာပြဿနာမရှိပြီမဲ့ဒီတနင်္သာရီကျတော့ထိုင်းနဲ့ထိစပ်နေပါတယ် ယူရရမှာနော်အရှင်တော့ထိုင်းနေဒီဇန်နဲ့တော့ကြောင့်မို့လို့နေနမိတ်ပြဿနာတက်လာပါတော့အရင်ကမြန်မာတွေနဲ့ထိုင်းနေရကြတော့နေနမိတ်အဲ့လောက်အတိအကျကြီးမတတ်မှတ်တာဘောနော်ဟိုးတောင်လောင်းနဲ့ဟိုးချောင်းလောင်းဟောင်းနေဆိုပြီးအဲ့လိုတတ်မှတ်တာဒီမြေပုံနဲ့ပါနဲ့အတိအကျမတတ်မှတ်တာဘောပြီးတော့အင်္ဂလိပ်လက်တယ်လောက်ရောက်လာတဲ့ခါကျတော့အင်္ဂလိပ်တွေကနေပြီးတော့ထိုင်းနေပေါ့နော်နေပြီးအတိအကျတတ်မှတ်ဖို့အတွက်ဇာတ်ရုပ်ချုပ်ပါတယ်အိစာချုပ်ကတော့ဗာနိစာချုပ်လို့ခေါ်တော့ပေါ့နော်ဒါကဗြိတိရှားနဲ့ထိုင်းနေရဲ့ပထမဆုံးဇာတ်ချုပ်ပါပဲ ဒီစာချုပ်ကပါနော်ဘီစီရှာတွေကမြန်မာကိုအာယုံဆိုင်နေတဲ့အချိန်မှာထိုင်းနေတဲ့ပြဿနာမတက်ချင်တဲ့အတွက်ကြောင့်မို့လို့ဗာနေစာချုပ်ကိုချုပ်ခဲ့တာလို့ယူဆလို့ရပါတယ်။ဘလို့စစ်ပီတာနဲ့ချုပ်တာပေါ့နော်။ပထမဦးဆုံးအင်္ဂလိပ်မြန်မာစစ်ပီတဲ့အချိန်ကတော့ဗာဂျီတော်မင်းလက်ထက်ပေါ့နော်။မြန်မာဆိုတာကထိုင်းရင်တတ်မှတ်တာပါပေါ့နော်။စစ်တိုက်ကောင်းတဲ့လူမျိုးတွေအဲ့ဒီခေတ်အဓိကပါပေါ့နော်။အဲ့ဒီအင်္ဂလိပ်ခေတ်မတိုင်ခင်တိကိုဘယ်လက်အောက်မှမကြောက်ရောက်ခဲ့တဲ့နိုင်ငံပါ။အဲ့လိုနိုင်ငံကိုအခု အင်္ဂလိပ်တွေကစစ်အနိုင်တိုက်လိုက်တဲ့ခါကျတော့ဗီဇီရှာတွေကိုတတိထားရတော့မယ်ဆိုတော့ အတိပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။ဒါကြောင့်လည်းပဲယာမ3ပေါ့နော်။ဒီနန်းကလောင်ကနေပြီးတော့1850ခုနှစ်သူနန်းရောင်ဆန်ကန်ဒီအချိန်မှာပေါ့နော်။နောက်ဆိုလို့ရှိရင်ဘီယန်နန်တို့မြန်မာတို့ဆိုတာပြန်ပြတ်မဟုတ်တော့ဆစ်ဖြစ်စရာမလိုတော့အနောက်နိုင်ငံတွေသာဖြစ်တော့မယ်။တတိထားကြသူတို့အခွင့်အရေးမပေးကြနဲ့။သူတို့မယုံကြည်ခင်ပေါ့နော်။တတိစီစရာစစ်စီကြဆိုပြီးတော့မှာသွားခဲ့ပါတယ်။ဒါဒီဖိပြောက်ကြည့်မယ်ဆိုလို့ရှိရင်ဒေသတွင်းချိန်ဝင်စာက ပြောင်းသွားပြီလို့ပြောလို့ရပါတယ်အရင်ကဆိုရင်ထိုင်းနဲ့မြန်မာဆိုတာအမြဲတမ်းတစံဆောင်စောက်ကြည့်နေတာပေါ့နော်မြန်မာကလည်းအင်အားကြီးလာရင်ထိုင်းကိုသူ့ရဲ့ဩဇာခံနိုင်ငံအဖြစ်သတ်မှတ်ချင်လာတယ်ထိုင်းကလည်းအင်အားကြီးလာပြီဆိုလို့ရှိရင်မြန်မာဩဇာခံနေမြေတွေပေါ့နော်ဒီအခုချင်းမိုင်တို့ပေါ့နော်ဇင်းမဲတို့ဒီဘက်တရင်းသားကြီးတို့ကိုတိမ်ပိုက်ချင်ပါတယ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြီးတဲ့အချိန်ကနေစပြီးတော့ဒေသတွင်းရဲ့ချိန်ဝင်ရှားပြောင်းသွားပါပြီနှစ်နိုင်ငံလုံးကတနိုင်ငံတနိုင်ငံ ရံမမူတော့ဘူးလို့သတ်မှတ်လို့ရပါတယ်။ဥရောပသားတွေကနော်ပြင်သစ်တို့အင်္ဂလိပ်တို့ကိုစပြီးတော့နောက်နိုင်ငံတော်ကသတိထားလာကြပါပြီ။အဲ့လိုနဲ့1850ခုနှစ်မှာရာမ3ပေါ့နော်။ဘုရင်တန်းကလောင်ကနိုင်ရဆန်တဲ့အချိန်မှာအသက်46နှစ်အရွယ်မောင်ကုမင်သားကရံဘွားကနေထွက်ပြီးတော့ထီးနှောင်ဆက်ခံခဲ့ပါတယ်။သူနဲ့ပတ်သက်ပြီးတော့ပြောစရာတွေရှိပါတယ်။ဘာလို့လဲဆိုတော့သူကြောင့်ထိုင်းနိုင်ငံကကိုလိုနီမဖြစ်ခဲ့တာလို့ကျွန်တော်ထင်ပါတယ်။သူသာမရှိခဲ့ဘူးဆိုလို့ရှိရင်သူသာပေါ့နော်။ဒီချူလာလွန်ကုန်းဘုရင်လည်းရှိမှာမဟုတ်ပါဘူး။ ချူလာလောက်ကမရှိဘူးဆိုရင်ထိုင်းနိုင်ငံကလည်းပြင်သစ်လက်အောက်လားဗီဇီယာလက်အောက်လားနိုင်ငံတစ်ခုခုရဲ့ကိုလိုနီဖြစ်မှတည်ကြပါတယ်။ဘာလို့လဲဆိုတော့မောင်ကုတ်ပြင်ကတခြားပြင်တွေနဲ့မတူဘဲနဲ့အပြင်လောကကိုပေါ့နော်ဒီထီးသွေးနန်းသွေးဆိုတဲ့မှန်မပါဘဲနဲ့ကြီးခရရတဲ့သူပါ။ဘရင်တော်တော်များများကနန်းသွေးနဲ့မှနေတယ်နန်းသွေးနဲ့မှကြီးပြီးဆိုရင်အပြင်လောကကြောင်မသိတော့ပါဘူး။ ဥပမာမြန်မာနိုင်ငံကိုထူထောင်ခဲ့တဲ့ဘရင်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ပထမဆုံးအနော်ရတာအနော်ရတာဆိုလို့ရှိရင်ဒါအပြင်လောကကြောင့်ကောင်းကောင်းသိတဲ့လူပါသူ့အကိုကဘရင်ဖြစ်နေတဲ့အချိန်မှာသူကဘရင်ဖြစ်နိုင်ခြင်းဘလို့မှမရှိတော့တဲ့သူအဲ့တော့သူအပြင်ရောက်သွားပြီပေါ့နော်အပြင်လောကကြောင့်ကောင်းကောင်းသိတယ်အာနောက်တစ်ခါဒုတိယမြန်မာနိုင်ငံကိုထူထောင်တဲ့မင်းညိုတို့တပင်ဆွေတီတို့ဘရင်ထောင်လို့ဆိုရင်လည်းပဲဒီတိုင်းပဲမင်းညိုဆိုရင်ဒါဘရင်ရဲ့တူပါမင်းစီတူရဲ့တူပေါ့နော်ဒါတောင်ကုန်ဘရင်ခံရဲ့တူပေါ့နော်အဲ့တော့သူကအပြင်လူဖြစ်နေမှာလွတ်လွတ်ကြီးအပြင်လောကကြောင့်ကောင်းကောင်းသိတဲ့လူပါ အဲ့တော့သူလက်ထက်နာရခသမင်ဆွေကြီးတို့ရင်လည်းပဲဒါဘေးနောင်နဲ့ပေါင်ပြီးတော့ဘေးနောင်ကြတော့ဒီတာမန်ပေါ့နော်မင်းမူတန်အပြင်လူဖြစ်တဲ့အတွက်ကြောင့်မလို့အပြင်လောကကြောင့်ကောင်းကောင်းသိရအောင်နောက်ဆုံးဒါဂုံးပေါင်မင်းဆက်ကိုတီဆောင်ခဲ့တဲ့ဝောင်ဆရာဆိုရင်လည်းဒီတိုင်းမှာပဲဘာလို့ကြီးရဲ့သားပါတာမန်အပြင်လူပါပဲပြင်လောကကြောင့်ကောင်းသိပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကအခုမောင်းကမင်းသားကြတော့ဘယင်မဖြစ်မီပေါ့နော်မင်းသားဘဝမှာရဟန်းဘဝနဲ့28နှစ်လောက်နေခဲ့တဲ့သူပါရမ3ပေါ့နော်နန်းတက်28နှစ်လုံးလုံးသူကဘုန်းကြီးဝင်နေခဲ့တာပါ ဘာလို့ဖုန်ကြီးဝင်နေလဲဆိုတော့သူ့အကူရမတော့နန်းကလောင်ကဘင်းသားဆိုပေမဲ့မိဖုရားကြီးကမွေးတဲ့ဒါမဟုတ်ပါဘူး။အပုံမှန်ရဆိုလို့ရှိရင်မိဖုရားအကြီးကမွေးတဲ့ဒါအားလာရင်ထီးမွေဆက်ခံလေးရှိတာပေါ့နော်။အဲဆိုတော့ဘောင်းကွန်မင်တာကဘရင်ဖျက်မှာပါ။ဒါပေမဲ့နန်းတွင်ဩဇာပြိုင်မှုတွေကြောင့်သူကဘရင်မဖြစ်ပဲနဲ့ရန်ဝတ်ပြီးတော့ရှောင်နေခဲ့တာပါ။သူဖုန်ကြီးဝတ်ချင်လို့ဝတ်တာမဟုတ်ပဲနဲ့သူ့အကူပေါ့နော်ဘရင်ဖြစ်လာတဲ့အချိန်ကနေစပြီးတော့29နှစ်လုံးဖုန်ကြီးဘဝနဲ့နေခဲ့တဲ့ဆိုတာကသူ့အကူရမတော့ပေါ့နော်ဒီနန်းကလောင်ကနေပြီးတော့ဒါသူက မိဖုရားကြီးကမွေးတဲ့သားဖြစ်တဲ့အတွက်ကြောင့်မလို့အသက်အန္တရာယ်ကိုရန်ရှာမှာကြောက်လို့ဒါရှောင်နေတယ်လို့ပြောရင်ပုံမှန်မှန်ထင်ပါတယ်အဲ့ဒီတော့ရဟန်းဝတ်ပြီးနေတော့အာမန်ပြည်သူတွေနဲ့ဒါရတိတွေ့ရတာပါပြည်သူတွေရဲ့ဘဝကိုပို့ပြီးတော့နားလေလာပါတယ်နောက်ပြီးသူကတိဗက်ပညာကိုစိတ်ဝင်စားလို့အင်္ဂလိပ်နဲ့လက်တင်ကိုလည်းပဲခေါင်းစွာသင်ယူခဲ့တဲ့သူပါပါဠိဘာသာတက္ကရာဘာသာဗမာစကားအပြင်ခမာတို့လာအိုတို့ဘာသာစကား၁၀မျိုးလောက်တတ်တာပါပြီးရင်နခရဗေဒပညာကိုလည်းပဲကျွမ်းကျင်တယ်လို့ဆိုပါတယ် သူဒီချက်ကိုကြည့်မယ်ဆိုရင် तू อ่ะတာမန်လူတွေထက်ပေါ့เนาะတာနေနေဆိုတာကိုသိမှာဖြစ်ပါတယ်ခင်ဗျာတော့ तू อ่ะမြန်မာဘုံကြီးចောင်းလုံးမှာလည်းနေပြီးတဲ့အတွက်ကြောင့်မလို့မြန်မာတွေရဲ့အကြောင်းလည်းကောင်းကောင်းသိပါတယ် ဲ့တော့ဘာဖြစ်လာဆိုမြန်မာတွေရဲ့စိတ်နဲ့အင်္ဂလိပ်တွေရဲ့စိတ်ဘလို့กว่าလဲဆိုတော့လေသူကခေါင်းခေါင်းတီးတဲ့ပြင်းပါဆိုတော့ဘာသာစကားဆယ်မြေလောက်တက်တဲ့သူရဟန်းဘဝနဲ့အပြင်လောကအောင်29နှစ်နဲ့တော့မနော်လှည့်လေခဲ့တဲ့သူဆိုတော့ဘရင်ဖြစ်လာတဲ့အခါမှာထီထွေနန်းသွေးกว่าဆိုပြီးတော့ဗောနအခမ်းအနားတွေလောက်တာတက်ဖူတဲ့ဘရင်တွေထက်ตามပါပဲပြီးရင်သိပ္ပံမညာစိတ်ဝင်စားတော့အင်္ဂလိပ်စာကိုလည်းဖတ်တယ်အနောက်တိုင်းနိုင်ငံတွေရဲ့တိုးတက်ပြောင်းလဲနေတာကိုလည်းပဲသိပါတယ်ကဘာကြီးအကြောင်းကိုလည်းပဲသိပါတယ်ခင်ဗျာ အဲ့ထက်ကောင်းတာကအင်္ဂလိပ်တွေနဲ့တွေ့တဲ့အခါမှာပေါ့နော်အင်္ဂလိပ်စကားတက်တဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်တွေနဲ့ဓာတ်ရဲ့စကားပြောနိုင်တာပါအဲ့ဒါလည်းပဲတော်တော်လေးအရေးပါတာပေါ့နော်နောက်ထပ်အကောင်းဆုံးသင်ခန်းစာကသူနန်းတက်ပြီးတစ်နှစ်လောက်ကြာမှာပဲမြန်မာမှာဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပါတယ်1850 1853ပေါ့နော်ဗကံမင်းလက်ထက်မှာဖြစ်တာပါတိကျအတိုင်းအင်္ဂလိပ်ကအตาလေးအနိုင်လိုက်ပါတယ်အဲ့ဒါလည်းပဲထိုင်းပြည်တွေပေါ့နော်သတိကြီးကြီးပေးလိုက်တယ်လို့ဖြစ်သွားပါတယ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြီးတော့အရင်ထိုင်းပြည်တွေကရာမ3ပေါ့နော်သူ့အကိုလက်ထက်မှာတုန်းက ပထမအကြိမ်ဗာနေစာချုပ်ချုပ်ခဲ့ရပါတယ်အခုမောင်းကုတ်ပြင်ပါနော်ယာမလီလက်ထက်မှာဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပြီးတော့နှစ်နှစ်လောက်ကြာမှာပဲ1855ခုနှစ်မှာထိုင်းနဲ့ဗြိတိရှဗိုးရင်းစာချုပ်ထတ်ချုပ်ရပါတယ်ခင်ဗျာအထီးစာချုပ်မှာမှာပေါ့နော်ဒါဘန်ကောက်ဘေးနိုင်ငံကနေပြီးတော့ဆိုင်ယန်ဘေးနိုင်ငံဆိုပြီးတော့ခေါ်ခေါ်လာတာပါတရားဝင်ခေါ်ခေါ်လာတာပေါ့နော်အထီးစာချုပ်ရဲ့အဓိကအချက်တွေကတော့ဗြိတိရှလူမျိုးတွေကိုဆိုင်ယန်တရားစီရင်ရေးအာဏာစက်ကနေပြီးတော့ကင်းလွင်ခွင့်ပေးရမယ်ဆိုတာပါပါတယ် ဆိုစဉ်းစားကြည့်ပေါ့နော်ဗြိတိရှားနိုင်ငံသားကထိုင်းနိုင်ငံမှာ ရာဇဝမှုတစ်ခုကျူးလွန်မယ်ဆိုလို့ရှိရင်အဲ့ဒီဗြိတိရှားကိုထိုင်းနေတရားဆိုလို့မရပါဘူးဗြိတိရှားကြီးပို့ပေးရမှာပါအမင်းကောင်တော့ဒီလိုလောက်တာတဲ့ဆုံးမအောင်ခွာဆိုပြီးတော့ပြောရမယ့်အနေထားပါအဲ့ဒီအချက်ကလည်းပဲအချုပ်ချအာဏာကိုဆုံးရှုံးသွားတယ်ဆိုပြီးတော့ထိုင်းမျိုးရဲတမားတွေအခုချိန်ထိယူဆနေတာပေါ့နော်ဘာလို့ဆိုဒါတွေရပြီးတော့ကိုလိုနီလက်အောက်ကျရောက်သွားတယ်လို့ပြောပါတယ်နောက်တစ်ချက်ကကျတော့ဗြိတိရှားနိုင်ငံသားများအားကုန်သွယ်မှုနေထိုင်မှုပစ္စည်းပိုင်ဆိုင်မှုနဲ့ခီးသွွာလာမှုဆိုင်ရာအခွင့်အရေးများ ပေးရမယ်ဆိုပြီးပြောတာပါတယ်။စဉ်းစားကြရင်တော့ကိုနိုင်ငံထဲမှာထိုင်းနိုင်ငံထဲမှာဗီဇာနိုင်ငံသားတွေကတည်ခြင်းနဲ့ပစ္စည်းကိုတည်မယ်၊နေခြင်းသို့နေမယ်၊သွားခြင်းနဲ့နေရအောင်သွားမယ်ဆိုပြီးပြောတာပါပဲ။ဒါစာနဲ့ရေးတာတော့လှနေတာပေါ့နော်။ဒါအပြင်စကားရဆိုအဲ့တိုင်းပါပဲ။နောက်တစ်ချက်ကျတော့ကုံတွယ်ခွန်ပေါ့နော်။တွင်းကုံခွန်ကို300ခွန်လုံးထက်မပိုတော့တပြင်းညီနှုံထားတတ်မှတ်ပေးရမယ်လို့ပြောထားပါတယ်။ဒါလည်းပဲစဉ်းစားကြည့်ပေါ့နော်။ဗီဇာနိုင်ငံကဘာပဲတွင်းတွင်းဒီထိုင်းနိုင်ငံအခွန်300ခွန်လုံးထက်ပိုပြီးကောက်လို့မရအောင်ဆိုပြောထားတာပါ။ ဒီအချက်တွေကထိုင်းနိုင်ငံအတွက်အရှက်ရစေတဲ့စာချုပ်အချုပ်ချအာဏာကိုထိခိုက်စေတဲ့စာချုပ်ဆိုပြီးတော့ထိုင်းအမျိုးသားရေးသမားတွေအဝေးချင်းတွေတတ်မှတ်ထားတာပေါ့လေဒီမှာမေးစရာတစ်ခုရှိတာပေါ့နော်ဒီစာချုပ်ကိုဘာလို့ထိုင်းနေကဒီလက်ခံခဲ့လဲပေါ့နော်ဘီရှားတွေကဘာလို့ချုပ်ခဲ့လဲဆိုလို့ရှိရင်မြန်မာနိုင်ငံအောက်ပိုင်းတိုင်းလိုက်ပြီးဒုတိယအကြိမ်စစ်ဖြစ်ပြီးတဲ့အချိန်မှာမြန်မာနိုင်ငံအောက်ပိုင်းတိုင်းလိုက်တော့ရရပြီဆိုတော့အပေါ်ပိုင်းကွက်ကွက်ကလေးပဲကျန်တော့တယ်အပေါ်ပိုင်းဆိုတာကဒီပြည်နယ်ထောက်ပံ့မရှိတဲ့အတွက်ကြောင့်မလို့ကုန်သွယ်ရေးမကောင်းပါဘူးစီးပွားရေးမကောင်းတော့ဘူးเนาะမြန်မာဆိုတာ အစိတ်ထုတ်ပြီးသားမွေဖြစ်သွားပါပြီကျဲတဲ့ချိန်ကောက်တိန်လို့ရတယ်ဆိုတဲ့အနေထားရောက်သွားပြီအဲ့တော့ထိုင်းုံလည်းပဲမင်းတို့နိုင်ငံကိုဝင်ကြီးထွက်ကြီးလုပ်နေတဲ့မြန်မာတွေကတော့ငါတို့ကအตาလေးတိုက်ခဲ့တာနော်မြန်မာဆိုအခုချိန်မှာအစိတ်မရှိတော့ကျဲတဲ့ချိန်တိန်လို့ရပြီအဲ့တော့အနေရထိုင်းမဲ့ကိုလှည့်လာတာပါတွေ့လားမြန်မာတော်ငါဒီလိုလုပ်ခဲ့တာနော်မင်းတို့လည်းငါ့ကိုဒါရိုက်တာလေးပေးမပေးငါတိုက်မယ်ဆိုတဲ့သဘောပါပဲအဲ့တော့ထိုင်းဘက်ကစဉ်းစားစရာဖြစ်လာပြီမြန်မာလူမျိုးပဲအင်္ဂလိပ်ကိုပြန်တိုက်ပြီးတော့မြန်မာနောက်လိုက်မှလာဒါမှမဟုတ်ရင်သူတို့ ောင်းဆိုတာကိုလိုက်ယူပြီးတော့တာလီနေမာလာဆိုတာရွေးချယ်စရာဖြစ်လာပါတယ်။ထိုင်းနေရာကျတော့မြန်မာလိုမလုပ်ဝင်နဲ့အင်္ဂလိပ်တွေတောင်းဆိုတာကိုလက်ခံလိုက်တာပေါ့နော်။ဒီမှာလည်းမြန်မာပြည်အနေနဲ့ထိုင်းပြည်အနေနဲ့ပေါ့နော်။စိတ်ပိုင်းဆိုင်ရာရကွာခြားချက်ရှိပါတယ်။ဒီနောက်ဆုံးဒီဘုံမင်းလက်ထက်မှာဆိုလို့ရှိရင်ဒီဘုံမင်းကိုယ်တိုင်အင်္ဂလိပ်မတိုက်ချင်းပါဘူး။မနိုင်မှလည်းသိပါတယ်။ဒါအင်္ဂလိပ်ကိုယ်တိုင်ပေါ့နော်မတိုက်ခင်မှာမြန်မာပြည်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။တီးခေါက်ကြည့်ပါလား။တိုက်နေလားမတိုက်နေလားဆိုတော့ဟုတ်ဘူးတဲ့မြန်မာပြည်နဲ့တိုက်မှာတဲ့။ဘာဖြစ်လို့ဆိုတော့အဲ့ဒီကအဲ့ဒီကဒီဒီဘုံမင်းစာအုပ်တွေပြန်ဖတ်ကြည့်မယ်ဆိုရင် ဒီဘုံမြာစင်မတိုက်ချင်မောင်သူသိပါတယ်ဘာလို့ဆိုတော့ပထမအချိန်ရောဒုတိယအချိန်ရောအင်္ဂလိပ်အသာလေးရှုံးတာအဲ့ဒီခေတ်အဲ့ဒီခါမြန်မာဆိုတာဒါအင်အားတောက်တင်းနေတယ်လို့ပြောလို့ရတဲ့မြန်မာအခုကကုတ်ကွက်ကလေးကုန်းလင်းပိနိုင်ငံလေးဖြစ်နေပြီဘာအင်အားမှရှိပါဘူးအဲ့တော့ဒီဘုံမြာသိပါတယ်ဒါပေမဲ့သူ့ကြီးကငါမတိုက်ရဲဘူးလို့ပြောရဲဖို့မရဘူးဘာလို့ဆိုတော့သူ့အောက်ခြေကဒီစစ်သားတွေပေါ့နော်စစ်ကောင်းဆောင်တွေစစ်ဘက်ကသူတွေကတိုက်ချင်တဲ့တော့ကြောင့်မလို့သူကမတိုက်ချင်ဘူးလို့မပြောရဲခဲ့ဘူးဗျ ောစင်တာစိတ်ပိုင်းဆိုင်ရာကွာအားချက်ပေါ့နော်ဒီထိုင်းနေရာကျအဲ့လိုမဟုတ်မျိုးသားရေးစိတ်တဲ့နယ်ပတ်သက်ရင်တော့မြန်မာလက်အောက်လက်ခံလာရောက်ဝင်တဲ့ခါကျတော့မြန်မာလောက်မျိုးသားရေးစိတ်တဲ့အစွန်မရဘူးလို့ပြောလို့ရတာပေါ့နော်ဆိုတော့မြန်မာတွေကကျတော့မျိုးသားရေးစိတ်တဲ့နယ်ပတ်သက်ရင်အစွန်ရောက်ပါတယ်တိုက်လို့ရှုံးသွားရင်အာတိုက်တယ်ပဲကွာအာမမတန်တာငါတို့ရှုံးသွားတာဆိုပြီးတော့နားလည်းပြီးပါတယ်မတိုက်မနေငကိုတဲ့အရှုံးပေးလိုက်အဲ့လိုအထင်မကြီးတော့မြန်မာတွေကဒါတော့တီဘောမင်းကိုပေါ့နော်အရှုံးပေးလိုက်တဲ့အတွက်ဆိုပြီးတော့တိတ်မကြိုက်ကြလူပြီးတော့ရှိပါတယ်တကယ်လို့ဒါတီဘောမင်းက အသေးခံပြီးတိုက်သွားမယ်ဆိုရင်ဒီဘုံမင်းကိုလည်းမြန်မာတွေကသူရဲကောင်းဖြစ်တတ်မှတ်ကြမှာပါပြောချင်တာဒီအမျိုးသားစိတ်တဲ့နပတ်သက်မြန်မာနဲ့ထိုင်ကွာချင်းရှိတယ်ဆိုတော့ပြောပြတာပေါ့သူတို့ကတခါမှလည်းတခြားကိုလိုနီမရောက်ကိုလိုနီလက်အောက်ပေါ့နော်မရောက်ဘူးတဲ့ခါကျတော့နည်းနည်းလေးဘုံရင်မြည်တာပေါ့နော်မာနာကြီးတယ်လည်းပါတယ်ထိုင်နေရကျတော့မြန်မာလက်အောက်လည်းရောက်ဘူးတဲ့ခါကျတော့စစ်ရှုံချင်းအတန်နားလေပါကိုလိုနီရဲ့လက်အောက်ကျရောက်သွားတဲ့ခံစားချက်ကိုနားလေပုံရမြန်မာတွေကကျတော့တခါမှလည်းသူများကိုလိုနီလက်အောက်ကိုမရောက်ဘူးတဲ့ခါကျတော့နည်းနည်းလေးဘုံရင်မြည်တာပါတယ်အာကိုလိုနီလက်အောက် ကြောက်ရောက်ခြင်းရဲ့အရာသာကိုမသိတာလည်းပါတာပေါ့နော်။ထိုင်းကြတော့မြန်မာကိုလိုနီလက်အောက်လေရောက်ပြီးတဲ့ခါကျတော့သူတို့ကကိုလိုနီဖြစ်ခြင်းအရာသာကိုခံစားတတ်ပါတယ်။မြန်မာလိုစစ်တိုက်ကောင်းတဲ့အမျိုးသားရေးစစ်တပ်ကြီးတဲ့သူတွေကိုတော့မှဥချိုးလိုက်တာသူတို့ရှိနေတယ်မှာပဲ။ရွေးစရာနှစ်ခုပဲရှိတယ်။မြန်မာပြည်တွေလိုစစ်တိုက်ပြီးတော့မှအလျှော့ပေးမလား။စစ်မတိုက်ပဲနဲ့အလျှော့ပေးမလားဆိုတာပါပဲ။ထိုင်းနေကြတော့မြန်မာလက်အောက်လေရောက်ဘူးတယ်။ပြီးလို့ရှိရင်အဲ့ဒီချိန်ရမှာနော်။ဘရင်မောင်းကုတ်ကသူ့လူမျိုးတွေအကြောင်းအင်္ဂလိပ်တွေအကြောင်းကပ္ပားကြီးအကြောင်းမြန်မာနိုင်ငံအကြောင်းကောင်းကောင်းသိတာပါ။ အားကြောင့်လည်းပဲဗီဇီရှားတွေလိုချင်တာကိုလိုက်ရောပြီးတော့ကိုလိုနီမဖြစ်အောင်ကာကွယ်ခဲ့တာပါဒါတော့မှပြင်သစ်ကနေပြီးတော့လာအိုတို့ကမ်ဘောဒီးယားတို့ဘက်ကနေဖဲယူပြီးတော့ဗီဇီရှားကြတော့မလေးရှားတို့ဘက်ကနေပြီးတော့ဖဲယူတာကိုခံလိုက်ရပါသေးတယ်မပေးလို့လည်းမရဘူးပေါ့နော်မပေးရှင်တိုက်မလားဆိုတာမျိုးလောက်တာပါအဲ့လိုနဲ့မောင်ကုပင်းစကုနှစ်နှစ်လောက်ပေါ့နော်ထိုင်းနိုင်ငံကိုပြုပြင်ပြောင်းလဲရေးလုပ်ပြီးတဲ့အချိန်1868ခုနှစ်မှာတော့နိုင်ရဆန်သွားခဲ့ပါတယ်သူရဲ့ตาပေါ့နော်ချူလောင်လုံကွန်းကနေပြီးတော့ ဘရင်ဖြစ်လာပါတယ်သူကတော့ယာမ9ပေါ့နော်သူဘရင်ဖြစ်လာတဲ့ချိန်မှာအသက်က15နှစ်ပဲရှိပါသေးတယ်သူဦးလေးကဘရင်ဖြစ်တဲ့နိုင်ငံကိုအုပ်ချုပ်တာပါတော့ဘရင်ကံပုံစံမျိုးနဲ့အုပ်ချုပ်တာပေါ့နော်သူကကြတော့ပညာဆက်တင်ပါတယ်ခီးတွေပါလဲသွားပါတယ်မြန်မာတို့အိန္ဒိယတို့ဘက်ကိုလည်းပဲရောက်ဖို့ခဲ့တယ်လို့ဆိုပါတယ်ဒီဘရင်ကတော့ထိုင်းလူမျိုးတွေအလေးစားဆုံးအချစ်ခင်ဆုံးဘရင်ဆိုရင် မမမထင်ပါဘူးထိုင်းဒီရဲ့အိမ်ကြီးမှာလည်းသူ့ပုံအများအပြည့်တွေ့ရမှာပါသူ့ကဒါဖုံရှင်ကန့်ရှင်ပေါ့နော်ဖျားလို့ကူးခွေကြတာပါထိုင်းဒီကသူလည်းထပ်မှာဒီကိုလိုနီအဖြစ်ပေါ့နော်တင်းစရာအရှိတအောင်ရှာမှာထိုင်းမဲ့ကြံပါတော့တစ်ချက်ကလေးမှားသွားနိုင်တယ်ပြင်သစ်ကိုလိုနီလားဗြိတိရှားကိုလိုနီလားဖြစ်သွားနိုင်တဲ့အခြေအနေမျိုးပါဒါကြောင့်လည်းပဲသူပြင်ဖြစ်လာတဲ့အချိန်မှာသူ့ဆွေမျိုးတွေသူ့ညီကိုတွေပေါ့နော်နိုင်ငံသားကိုပညာတော်သင်တွေလွှတ်ပါတယ်ပြန်ရောက်လာတဲ့အချိန်မှာမဟာထိုင်နဲ့ကလဟုံလို့ခေါ်တဲ့ဒီအရက်ဘအုပ်ချုပ်ရေးနဲ့စစ်ဘအုပ်ချုပ်ရေးတွေကိုလည်းပဲ ဖြတ်သိမ်းပြီးတော့ဝန်ကြီးဌာန12ခုဖွဲ့စည်းပေးလိုက်ပါတယ်အဲ့တော့အရင်တော့အလိုမျိုးဒါဘီရင်ကန်တွေပါနဲ့အုပ်ချုပ်တာမဟုတ်ဘူးနဲ့ဝန်ကြီးနဲ့အုပ်ချုပ်တာပါနော်အေးဝန်ကြီးတွေကသူ့တိုက်ရိုက်တိစခံရတဲ့ခါကျတော့ဗိုလ်ချုပ်ကံမှုကပို့ပြီးတော့အားကောင်းလာပါတယ်ရင်ကလိုမျိုးတိုင်းပြိုကွေးမဲ့အန်ဒီရမရှိတော့ဘူးပေါ့နော်အဲ့ဒီဝန်ကြီးကဏ္ဍအများစုအကြီးကြီးတွေကတော့ဥရောပမှာပညာသင်ကြားခဲ့တဲ့သူ့ရဲ့ညီတွေသူ့ရဲ့ဆွေမျိုးတွေကခံအားထားတာပါသူ့လက်ထက်မှာပဲဒီဂျွန်စနစ်နဲ့အာရမလောက်လာပြီးတဲ့စနစ်ကို ဖျက်သိမ်းခဲ့ပါတယ်အရင်တော့ဘီယင်စနစ်ဆိုတာဂျွန်စနစ်ရှိတာပေါ့နော်ပြီးရင်တခုခုဆောင်မဆိုရင်လည်းဘီယင်တွေကနေပြီးတော့ဒီမျိုးတကြီးရွာတကြီးတွေကနေပြီးတော့လောဟာပြီးဆိုပြီးတော့ပြည်သူတွေခေါ်ခိုင်းပါတယ်အဲ့ဒါကိုဖျက်သိမ်းလိုက်တာပေါ့နော်တန်ရန်တန်ကြီးပဲခိုင်းရတော့မယ်ဆိုပြီးတော့ဖျက်သိမ်းလိုက်တာပေါ့နောက်တစ်ခုကကျတော့ဘီယင်ရှိမှာပေါ့နော်ဒီဝတ်တော်ဥချတဲ့ရှေ့အစင်လာကိုလည်းပဲဖျက်သိမ်းခဲ့ပါတယ်နောက်ပြီးတော့ဥရောပဒီဝတ်စုံပေါ့နော်ဝတ်ရှင်မှုတော်လည်းပဲအားပေးခဲ့တဲ့သူပါဒါအခုကျွန်တော်ပြောနေတာလွယ်ဆိုပေမဲ့အဲ့ဒီအဲ့ဒီခါပေါ့နော်အဲ့ဒီချိန်လုံးက သူပြောင်းလဲရေးလုပ်တာကိုလက်မခံခဲ့တဲ့ဒီတက်ကြီးပိုင်းပေါ့နော်ဝန်ကြီးတွေအမတ်အများကြီးရှိတာပါခက်ခဲလုပ်ခဲ့ရတာပါတချို့မင်းကြီးမင်းသားတွေတောင်သူ့ဆန့်ကျင်ခဲ့ကြတာပါစာသင်ကျောင်းတွေစေယုံနေနဲ့စေကျောင်းတွေအထီးကိုဘရင်ကနေပြီးတော့ဖွင့်ပေးခဲ့တာပါပြီးလို့ရှိရင်ဒီအမျိုးသားတက်မတော်ကိုလည်းဖွဲ့စည်းခဲ့ပြီးတော့သူလည်းထပ်မှာပဲဒီစစ်မှုမထမ်းမနေရဥပဒေကိုပြထမ်းပေးခဲ့တာပါပြီးလို့ရှိရင်နောက်ပိုင်းမှာတော့သူဥရောပနိုင်ငံတွေလည်းခရီးထွက်ပြီးတော့ဥရောပနိုင်ငံတွေနဲ့ပေါ့နော်ဒါတန်တမန်ရေးရ ကောင်းစူးစမ်းခဲ့တဲ့ဘရင်ပါပဲပြီးလို့ရှိရင်သူကစာအုပ်တွေလည်းရေးတယ်အာဘရင်စာရေးစရာလို့လည်းပြောလို့ရတာပေါ့နော်ဒါပေမဲ့သူကတော့မိမနည်းနည်းများပုံရပါတယ်ဒါသမီး89ရာလောက်ရှိတာပါသူမလေးအဲ့လိုနဲ့သူလည်းပဲ1868ခုနှစ်ရတယ်ပြီးတော့1910ခုနှစ်ပေါ့နော်42နှစ်လောက်စူးစမ်းပြီးတော့လမ်းရွာဆန်းသွားတဲ့အချိန်မှာတော့ယာမ6ကနေပြီးတော့ ဘရင်ဖြစ်လာပါတယ်။လူရမကြောင့်နန်းတက်ပြီးတဲ့အချိန်မှာသူလက်ထက်မှာကျတော့ပထမကဘာစစ်ဖြစ်ပါတယ်။အဲ့ဒီပထမကဘာစစ်ဖြစ်တဲ့အချိန်မှာထိုင်းဘရင်ကနေပြီးတော့ဒါမဟာမိတ်ဒီဘက်ကနေပြီးတော့ဗောနစစ်ကူပို့ပေးခဲ့တဲ့အတွက်ကြောင့်မလို့ထိုင်းနိုင်ငံကနိုင်ငံရေးစကုံပေါ်ရောက်လာတာဗောနဒီနိုင်ငံကြီးတွေနဲ့မဟာမိတ်ဒန်းနုဆက်ဆံခွင့်ရလာပါတယ်။အားကြောင့်လည်းပဲသူလက်ထက်မှာဒီအရင်တော့ကဒီမောင်ကုတ်ဘရင်လက်ထက်မှာ ချုပ်ခဲ့တဲ့ဘိုးရင်းစာချုပ်ကြီးနဲ့ပတ်သက်ပြီးတော့အချက်လက်တချို့ကိုပြန်ပြီးတော့ပြင်ခွင့်ရလိုက်ပါတယ်ပြီးရင်သူကကျတော့အမျိုးသားရေးဝါဒီဓမ္မပါဒါကြောင့်မလို့သူ့ကိုဒီနေ့ဒီချိန်ထိပေါ့နော်ထိုင်းအမျိုးသားရေးဝါဒီဓမ္မတွေကသူ့ကိုကြိုက်ကြပါတယ်တချို့ကတော့မကြိုက်ကြဘူးပေါ့နော်နိုင်ငံရေးအပြောင်းလဲခေတ်အပြောင်းလဲရပါတော့သူ့လက်ထက်မှာလည်းပဲဘယင်ရဲ့ဩဇာဘယင်ကိုကြီးညိုတာပေါ့နော်တဖြည်းဖြည်းချဆင်းလာပါတယ်အလုံးနဲ့1925ခုနှစ်မှာတော့ရာမ6ကွေလွန်သွားပြီးတော့သူ့မှာတားသမီးမရှိတဲ့တော့ပေါ့နော်သူ့ညီကနေပြီးတော့နိုင်ဝင်ဆက်ခံပါတယ်